ဲဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ဒါဘောလုံးချစ်ဝါသနာရှင်ပရိသတ်တွေအတွက်ဒါ United ဂျာစီတစ်ထည်လက်ဆောင်ပေးသွားမယ်ဒါအစီအစဉ်လေးရှိပါတယ်အဲ့တော့ဒီအစီအစဉ်လေးမှာပါဝင်ခြင်းနဲ့ဒါဘောလုံးချစ်ညီကိုပရိသတ်တွေအနေနဲ့ဆိုရင်တော့ဒါလှူဆောင်ရမယ့်အချက်လေးတွေတော့ရှိပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ဆိုရင်တော့အဲကျွန်တော်တို့ရဲ့ဒီ post ကိုဒါ public နဲ့ဒါ share ထားပါမယ်ဒုတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါ Telegram channel လေးကို join ထားရမယ်တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ April 23ရက်နေ့ည10:00နာရီမှာရှေ့ပိုင်းကစားမယ်ကျွန်တော် Newcastle နဲ့ Manchester United တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပထမဆုံးကိုးစားသွင်းမဲ့အသင်းရဲ့ပွဲပြီးရလဒ်လေးကိုခံမှန်းလိုက်ုံနဲ့ဒါ United player ပါရှင်ဒါကြားစီတစ်ထည်လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖြည့်ဆို့သူတွေအများကြီးရှိခဲ့တယ်ဆိုရင်ဖြည့်ဆို့သူတွေအများကြီးတွေကမှကျွန်တော်အဖြေလဲမှန်တယ်စီကန်းချက်နဲ့လည်းကန့်ညီတဲ့ဒါဖြည့်ဆို့သူကိုရွေးချယ်ပြီးတော့ဒါ United Jersey တစ်ထည်လက်ဆောင်ပေးရတော့မှာဖြစ်ပါတယ်အဲ့တော့အပတ်တိုင်း အခုလိုမျိုးဒါဂျာစီလက်ဆောင်ပေးရသွားမယ်အစီအစဉ်လေးလည်းအများရှိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒါ Facebook နဲ့ YouTube channel လေးကိုလည်းဒါစောင့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါ giveaway ပေးမယ့်အစီအစဉ်တွေအားလည်းဒါပြောလို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါ April 17ရက်နေ့မှာရှင်းမယ်ကစားမယ်။ Newcastle နဲ့ Manchester United တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါပွဲချုပ်သုံးသပ်ချက်လေးတစ်ချက်လောက်ဒါလှုပ်လိုက်အောင်။အဲ့တော့ဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ United အနေနဲ့ဒီကြားထဲမှာအဲကျွန်တော်တို့ Lion နဲ့ Quarter Final ဒါပွဲစဉ်ဖြစ် အဝေးခွင်းအနေနဲ့ဒါယူဘာလိကွာတာဖိုင်နယ်ဖြစ်တာသွားပြီးတော့ကစားခဲ့ရတဲ့ဒါပွဲစဉ်လေးတစ်ပွဲရှိတယ်။အဲနျူကာဆယ်အနေနဲ့ကြည့်မယ်ဆိုရင်လည်းနျူကာဆယ်ကဒီကြားထဲမှာလုံးဝအေးအေးဆေးဆေးပဲဗျာ။ယူနိုက်တက်လိုမျိုးဒါဂျားဘွိုင်းလည်းတစ်ပွဲမှမကန်ထားဘူးဆိုတော့ပလေးယာတွေအနေနဲ့ဆိုရင်လည်းအေးအေးဆေးဆေးဒါအနားယူထားရတဲ့အခြေအနေရှိတယ်ဆိုတော့နျူကာဆယ်ရဲ့တိုက်စစ်ပိုင်းကဒီရာဒီမှာတော်တော်လေးကောင်းနေပြီ။အီဆက်ဗျာ။အီဆက်ကတကယ်ကိုလီဗာပူးနဲ့ပွဲစဉ်လေးတို့မန်စီးတီးနဲ့ပွဲတို့အဲ့လိုမျိုးပွဲကြီးတွေမှာကြီးပဲဂိုးသွင်းတဲ့ကစားသမားတယောက်လိုမျိုးတောင်မှပဲဖြစ်နေပြီဗျာ။ လီဗာပူးနဲ့ကျွန်တော်ကာရာဗောင်ဖိုင်နယ်ပွဲချင်းတော့ဆိုရင်လေအီဆက်ရဲ့တွင်ကိုနဲ့ကျွန်တော်ကာရာဗန်ဖလိုင်းကြီးကိုနယူကာဆယ်အသင်းနေနဲ့ရရှိခဲ့တယ်ပေါ့ဗျာအဲ့တော့ကြောင့်လို့နယူကာဆယ်ကဒီဟာဒီမှာကျွန်တော်တို့ကချန်ပီယံလိဝင်ခွင့်ရဖို့လေ အဲတော်တော်လေးနီးအနီးဆက်ဆုံးဖြစ်နေတဲ့အတင်းတင်းဆိုရင်လည်းမမအခုလက်ရှိမှာဆိုရင်လည်းအဆင့်ကဒါချိန်မဲလေးဝင်ငွေလည်းရရှိထားပါတယ်အဲ့တော့ဒီရရှိထားတဲ့အမှတ်တွေကိုသူ့အနေနဲ့လွယ်လွယ်ကူကူနဲ့အပါခံမှာတော့မဟုတ်ဘူးဗျာအဲ့တော့ကြောင့်မို့ဒီပွဲစဉ်မှာ United ကိုအသေးစားပေါ့ Newcastle အနေနဲ့အနိုင်ကစားသွားမယ်လို့တော့ကျွန်တော်တို့ထင်တယ်ပထမအကြော်တော့ထိတိုက်တွဲဆုံမှုမှာကြည့်မယ်ဆိုရင်လည်း United အနေနဲ့ United အိမ်ခွေမှာ0-2ဆိုရရလတ်နေတော့ရှုံးနေခဲ့တယ်ဒီရာသီမှာဆိုရင် United ရဲ့ဒါအိမ်ခွေဖောင်ကတော်တော်လေးအားရစရာမကောင်းတဲ့အထဲမှာတော့ပါတယ်ဗျာအဲ့တော့ဒါပေမဲ့ United ရဲ့ကျွန်တော်တို့ဒါအဝေးခွေဖောင်ကိုကြည့်မယ်ဆိုရင်လည်း United ကဒီရာသီမှာ အိမ်ခွင်းနဲ့ဆိုင်အဝေးခွင်းဖောင်တော်တော်လေးပို့ပြီးတော့ကောင်းနေတဲ့အနေအထားရှိရဲဆိုတော့ဒီပွဲစဉ်မှာဘယ်လိုမျိုးဒါရိုမင်အာမိုရင်အနေနဲ့လူစင်းတွေကိုပွဲထုတ်လာမှာလဲပေါ့နော်အဲ့တော့ကွင်းလက်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းကွင်းလက်ပိုင်းမှာကမေဆင်မောက်တို့ကျွန်တော်ကွင်မိုင်နူးတို့ဒီကစားသမားတွေလည်းပြန်ပြီးတော့တက်တာလာတဲ့အနေအထားမှာနယူကာဆယ်ကိုယူနိုက်တက်အနေနဲ့နိုင်နိုင်ပါမလားကျွန်တော်အမြင်အရဆိုရင်တော့ဒီအခုလက်ရှိခြေစွမ်းပိုင်းနဲ့ ြည့်ရမယ်ဆိုရင်တော့ Newcastle ကိုနိုင်ဖို့ဆိုတာတော်တော်လေးမလွယ်ကူတဲ့ကိစ္စဗျာဒီလား Newcastle နဲ့မကစားခင်ဒီ Lion နဲ့ပွဲစဉ်တော့အခြေအနေခြေစွမ်းတွေကိုကြည့်မယ် Lion နဲ့ပွဲစဉ်တော့ဆိုရင်တော်တော်လေးအခြေအနေဆိုးတယ်ဗျာဒီလားအဲဂိုးတွေရလို့သာရတာဟိုဂိုးသွားတဲ့အလုံးတွေရလေဗျာအဲ့လောက်ကြီးဟိုကောင်းလွန်းလို့ဂိုးသွားတဲ့အလုံးတွေတစ်လုံးမှမပါဘူး Lion အသင်းဘက်ကပထမပိုင်းတစ်ပိုင်းလုံးမှာ အဲကျွန်တော်ဘာစုဘာမှကန်ခွင့်မရခဲ့ဘူးနောက်ပြီးတော့လိုင်းရွန်းလိုင်းရွန်းအတင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော်တော်လေးအဲဒီဘွဲစင်မှာအားနေခဲ့တဲ့အတွက်ကြောင့်မလို့ဂိုးတွေအဲ့လောက်ကြီးမဲမဲဆဆမရခဲ့ရလို့တော့ကျွန်တော်တော့ထင်တယ်ဒါပေမဲ့ဆိုရင်ကျွန်တော် United အနေနဲ့ဂိုးတွေပေးရမယ့်အခြေအနေအများကြီးပဲဗျာအိုနာနာကလည်းအိုနာနာကလည်းတော်တော်လေးတိုင်ပတ်တယ်ဗျာဒီဟိုဒီရာဒီမှာအိုနာနာရဲ့အမားတွေကတိတိတတ်တာကိုပဲပို့ပြီးတော့များလာတယ်လို့ပဲဗျာဒီလားမြင်နေရတာအတင်းအစင်မပြေနေတဲ့အချိန်မှာဒီကောင်ကပို့ပြီးတော့စသုံးမကြနေရဆိုတော့အတင်းကတော်တော်လေးတိုင်ပတ်လာ ဒီပွဲစဉ်မှာဆိုရင်ကျွန်တော် United အနေနဲ့ Newcastle ကိုနိုင်ဖို့ဆိုတာတော့တော်တော်လေးမလွယ်ကူတဲ့ကိစ္စဗျာ Newcastle ရဲ့ Newcastle ရဲ့ဒါတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်လုံးဝဟောဖောင်ကောင်းနေအတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ကတော့ဟောနှစ်ဖက်သွင်းကိုဒီကြပါောက်မြင်ရမယ်ပွဲစဉ်လို့မြင်တယ်ဗျာဒီလား Newcastle အတင်းဘက်ကတော့ဒီကြပါောက်ကိုးရမှာ United ရဲ့နောက်တန်းပိုင်းနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင် United ယူနိုက်တက်ရဲ့နောက်တန်းပိုင်းကယူနိုက်တက်ရဲ့နောက်တန်းပိုင်းကအလွယ်လေးချော်ချော်အမားလေးလည်းဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာနယူကာဆယ်ကိုတေချာပေါယူနိုက်တက်အနေနဲ့ကိုယ်ခွင့်ပြုရမယ်ယူနိုက်တက်အနေနဲ့ကိုရသွားမလားဆိုတော့ယူနိုက်တက်တိုက်စစ်ကလည်းတကယ်ကကြအောင်ဗျဟိုအများကြီးဘေကောင်ခိုးသွင်းမယ်လို့အတိအကျပြောလို့မရဘူးသိရမလားခိုးသွားတဲ့လုံးနေဆိုရင်လည်းကြည့်ပါဦးဒါရှိရလိုင်ယွန်နဲ့ပွဲစဉ်တော့ဆိုရင်လည်းလင်နီယိုတို့တွင်းသွားတယ် အဲ့လိုသိရမလားမထင်မှတ်တဲ့ကောင်တွေထထသွင်းတဲ့အခြေအနေရှိရတဲ့အတွက်ကြောင့်မလို့ United အနေနဲ့ဆိုရင်လေကိုကရာကောင်းရသွားနိုင်တယ် United ရဲ့တိုက်စစ်ပိုင်းကအဲ့လောက်ကြီးအားမကောင်းပေမဲ့လည်းကျွန်တော်ကကွင်းလေကစားသမားတွေနောက်တန်းနေအဲ့လိုမျိုးတက်တက်သွင်းတဲ့အတွက်ကြောင့်မလို့ United အနေနဲ့ဂိုးလေးတွေရတာတော့ရှိတယ်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်အမြင်ရဆိုရင်တော့တေချာပေါင်းနှစ်ဖက်သွင်းကိုရောမြင်ရမယ့်ပွဲစဉ်တစ်ခုလို့တော့မြင်တယ်အဲဘယ်သင်းကအနိုင်ရလတ်ကိုဥဆောင်သွားမလဲဆိုရင်တော့ကျွန်တော်ကတော့ United fan ဖြစ်တဲ့အတွက်ကြောင့်မလို့ United ကိုတော့ဒါနိုင်စေချင်တာတော့အမှန်ပဲဒါပေမဲ့အခုလက်ရှိကိုအသင်းရဲ့အခြေအနေရ ပြောရမယ်ဆိုရင်တော့တော်တော်လေးအားများရတဲ့အထဲမှာတော့ပါတယ်ဗျာအဲကျွန်တော်တို့ဒါ United ကိုကြိုက်ပါတယ်ဒီပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါ United ပြည်သက်တွေအနေနဲ့ဆိုရင်ရောကျွန်တော် April 23ရက်နေ့ ည10:00နာရီမှာရှင်းမြန်ကစားမယ်ကျွန်တော်တို့ဒါ Newcastle နဲ့ဒါ Manchester United တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောကျွန်တော်တို့ဒါဘယ်အသင်းကအနိုင်ရလက်ကိုဦးဆောင်သွားမယ်လို့ထင်လဲ comment မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးထိကြည့်ရှုပေးကြရပြိသက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဒါ Facebook နဲ့ YouTube Channel လေးကိုလည်းဒါ like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အဲကျွန်တော်ဒီ jersey ကန်ဆယ်မဲ့အစီအစဉ်လေးမှာလည်းဒါပါဝင်ကြဖို့ဒါအားလုံးကိုနှိုးဆော်လိုက်ပါတယ်